ကိုင်းတိုင်းရမမေမျိုးနဲ့ရေကြည်ပင်ကျေးရွာကိုမနေ့ကညပိုင်းစောစုကလက်နက်ကြီးနဲ့ထူသက်လို့ great 12เจ้าသူတူတည်ဆုံးတယ်လို့ဒေတာကန်သတင်းမြစ်တွေက MFP ကိုပြောပါတယ်။စောစုကြီးစိုးတောင်းညမ်းနေတဲ့စကိုင်းတိုင်းရမျိုးတော်မုံရွာမျိုးရဲ့တပတ်ကန်းချင်းရင်းမြကန်းမှာရှိတဲ့စောစုအကျိုးအကန့်ကုန်းခေါ်အောင်စီရမျိုးတစ်ထဲကနေစောစုကမေလ14ရက်ညပိုင်းမှာရမပင်နဲ့ကျေးရွာတွေကိုလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်ခဲ့တာပါ။ စုံစုပြစ်ခတ်တဲ့လက်နက်ကြီးတွေကမေလ14ရက်ည9:00နာရီကျော်အချိန်မှာရမင်းပင်မြို့နယ်ရေကြည်ပင်ရွာတဲကိုလက်နက်ကြီး3လုံးကြားရောက်ပောက်ကွဲပြီးတစ်လုံးကနေအိမ်ပေါ်တက်တဲ့ကြလို့အိမ်တစ်လုံးမီးဆွဲလောင်သလို great တွဲចောင်းသူမတရုံမှလည်းလက်နက်ကြီးထိမှန်တန်အရကစေကူတာဖို့ကြိုးစားရင်းအသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ကလေးမလေးကစေကူသွားရင်လမ်းမှာဆုံးတာလို့ဒေသခံတို့ကအမှတ်ပြုကိုပြောပါတယ်။ ဆိုးစုကလက်နက်ကြီးနဲ့ထူးတက်ခဲ့တဲ့ရေးချပင်ရွာဟာတရုတ်ပိုင်ကျေးစင်တောင်တတုစီမံကိန်းနဲ့ထိစပ်နေပြီးမြောက်ရမားချောင်းသာချကတရုတ်တွေနေထိုင်တဲ့ရန်စီကုမ္ပဏီနဲ့နီးကပ်တည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။အောင်စီရအကျိုးကံကုန်းကနေဆိုးစုကရင်းမပင်နဲ့ရွာတွေဘက်လက်နက်ကြီးဒရက်ဆက်ပစ်ခတ်နေလို့ ရေကြီးပင်ရွာအပါအဝင် အနီးအနားခြေရွာတွေကပြည်သူတွေအိမ်မမနေရပဲညအချိန်ထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။နေကင်းကလည်းထန်းတော်ကြီးရွာကိုလက်နက်ကြီးကြားတဲ့စနစ်သားအရွယ်တယောက်လက်နက်ကြီးစထိမှန်သွားတယ်။လလော့စဲဒေသတွင်းကလူတွေတုံလုံးချောက်ချနေရတယ်လို့ရမပင်မျိုးနဲ့တိုက်နယ်နှစ်ပါကပါဖွဲ့ဝင်တူက MFP ကိုပြောပါရယ်။အောင်စရာအကျိုးအကန့်ကုန်းကနေစုံစုအပါဝင် တရုတ်တွေကိုဂိတ်ဆောင်ပေးနေတဲ့စုံစုကဒေတာရင်းရွာမီရှုလူတက်လူရဲ့လမ်းပေါ်ဂိတ်ဖွင့်ငွေညညအချိန်မိုးယူပြီးလက်နက်ကြီးနဲ့ပစ်ခတ်တာတွေထင်တိုင်းကျကျုံလွန်နေတာဖြစ်ပါတယ်။